င်ရေးဆွေးနွေးမှုဆိုင်ရာမူပေါင်းပြန်လည်သုံးသပ်ခြင်းအစည်းအဝေးစတုဒ္ဒနေ့ကိုအော်တိုဘာလ22ရက်နေ့ကရန်ကုန်မြို့ NRPC ရုံးမှာပြုလုပ်ခဲ့ပါတယ်။နိုင်ငံရေးပါတီအစုအဖွဲ့နဲ့အတူတိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့အပြည့်ရလက်နက်ကိုင်အဖွဲ့၈ဖွဲ့နိုင်ငံရေးညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တွေစုံစုံညီညီတက်ရောက်ဆွေးနွေးခဲ့ပါတယ်။ဒီနေ့မှာတော့အပြည့်မရသေးတဲ့လက်နက်ကိုင်တွေ NCA မှာလက်မှတ်ထိုးမထိုးဆွေးနွေးသွားဖို့ရှိနေပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ။တွားရောက်သတင်းယူနေတဲ့ DBB သတင်းတော့ဇီယာချမ်းရင်ကိုဆက်သွယ်မေးမြန်းကြည့်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့စရုတ်ထားမြောက်နေ့ဆွေးနွေးပွဲမှာပေါ့နော်။ဒီနေ့ဘလို့အကြောင်းအရာတွေကိုသူတို့အဓိကထားဆွေးနွေးခဲ့တာတွေရှိလဲပြီးတော့သူတို့ဘလို့ရလက်တွေထွက်ပေါ်လာတာတွေရှိလဲခင်ဗျာ။ဟုတ်ကဲ့ခင်ဗျဒီနေ့မှာအမျိုးသားအစင်းနိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ဖို့အတွက်ကော်မတီဖွဲ့ဖို့အတွက်အဲဆွေးနွေးခဲ့ကြတာကိုတွေ့ရပါတယ်ခင်ဗျအနိုင်ရပါတီကခေါင်းဆောင်၃ဦးပါမယ်တက်မတော်ဘက်ကကိုယ်စားလှယ်၃ဦးပါမယ်တိုင်းသားလက်နက်ကိုင်ဘက်ကကိုယ်စားလှယ်၃ဦးပါမယ်စုစုပေါင်း ဦးတော့ဒီနေ့ဖြစ်သွားဖို့ဖြစ်ပါတယ်ခင်ဗျအဲအဲ့ဒီအမှာသူတို့ကဒေသအဆင့်ပြည်နယ်အဆင့်လူမျိုးအဆင့်နဲ့ဟိုကဏ္ဍသုံးခုခွဲပြီးတော့ဒီဒေသတွင်လိုအပ်ချက်တွေကိုငင်းငင်းလိုအပ်ချက်တွေကိုဖြည့်ဆည်းသွားဖို့ရှိတယ်လို့သိရပါတယ်ခင်ဗျဟုတ်ကဲ့အဲသူတို့အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာအနိုင်မရတဲ့ပါတီတွေရောပါဝင်ခွင့်ရှိလား ဟိုအနိုင်များတဲ့ပါတီတွေလည်းအမျိုးသားနိုင်ငံရေးဆွေးနွေးမှာပါဝင်ဆွေးနွေးခွင့်ရသွားမယ်လို့သိရပါတယ်ခင်ဗျာအကြောင်းအရာလိုက်လူမျိုးလိုက်ဒေသလိုက်အသေးစိတ်အချက်အလက်တွေကိုအမျိုးသားအဆင့်မှာဆွေးနွေးသွားမယ်ဆွေးနွေးသွားတဲ့ရရလက်ကိုပြည်ထောင်စုအဆင့်ကိုတင်ပြမယ်ပြည်ထောင်စုကနေပြီးတော့မှတွတ်တော်ကိုတင်သွင်းပြီးတော့ဒီငင်းငယ်လုပ်ငန်းစဉ်အတွက်လိုလိုအပ်တဲ့ဥပဒေတွေကိုအတည်ပြုပြဋ္ဌာန်းသွားမယ်လို့သိရပါတယ်ခင်ဗျာโอเคပြီးတော့နောက်တစ်ခုကဒီအပြစ်မရက်သေးတဲ့လက်နက်ကိုင်အဖွဲ့တွေရပါတော့เนาะအပြစ်ရက်လက်မှတ်ထိုးဖို့ဆွေးနွေးတာရော ရှိလားပေါ့ဆွေးနွေးတယ်ဆိုလို့ရှိရင်ရောအဲ့ဒီအခြေအနေကဘယ်လိုအခြေအနေကိုရောက်ပြီလဲပေါ့နော်အားလေးလေးပြောပြပါဦးဒီအဲဒီနေ့မှဆိုလို့ရှိရင်တော့အပြည့်မြတ်ရသေးတဲ့တိုင်းသားလက်နက်ကန်အနေနဲ့အပြည့်ရလက်မှတ်ထိုးဖို့အခြေအနေတော်တော်ကောင်းလာပြီတော်တော်နှီးစက်လာပြီလို့သိရပါတယ်ခင်ဗျာသူတို့ကိုယ်တိုင်ကဒီ27ရာစုပင်လုံးညီလာကံပြည်တော်စုညီညာရေးညီလာကံမှာပါဝင်ကျင်တဲ့အတွက်အဲ့ဒီညီလာခံမှာပါဝင်ဖို့ဆိုလို့ရှိရင်တော့ NC လက်မှတ်ကိုမဖြစ်မနေထိုးရမှာဖြစ်တဲ့အတွက်အဲသူတို့ကအခုဆိုလို့ရှိရင်တက်မတော်နဲ့နိုင်ငံရေးပါတီတွေနဲ့ဒီ ျွန်တော်တို့အပြည့်မြတ်တဲ့တိုင်းရင်းသားတဲ့နိုင်ငံကြီးနဲ့ပေါ့လေသူအစီအွေမှာအပြည့်ရဖို့အတွက်ကိုတော်တော်လေးနှီးဆက်လာပြီလို့တိုင်းရင်းသားကောင်းကောင်းတွေဘက်ကပြောပြောပြချက်တွေရသိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုစီယာချမ်းရေခုလိုမျိုးဖြစ်ကြပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူပေါင်းပြန်လည်သုံးသပ်ခြင်းအစည်းအဝေးစတုထမြောက်နေ့အခြေအနေနဲ့ပတ်သက်ပြီးတွားရောက်သတင်းယူနေတဲ့သတင်းတော်ကိုစီယာချမ်းရင်ကိုဆက်သွယ်မေးမြန်းကြည့်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့လည်းကြန့်ရှိနေသေးတဲ့သတင်းတွေကိုတင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်